အားလုံးမင်္ဂလာပါဗျာ GTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်155 100ပြိုင်ပွဲမှာထိုးတက်သွားခဲ့တဲ့ Super Yi Chan နဲ့ Time Factor စံကတ်တူရဲ့ပွဲကတော့အငင်းပွားစရာတူလည်းရှိခဲ့ပြီးပြီးဆုံးသွားခဲ့ရပါတယ်ဝမ်ချင်မစ်ကစံကတ်တကိုစင်တင်ချင်တဲ့အနေအထားမျိုးတွေတွေ့ခဲ့ရပြီးတော့ Super Yi Chan ကလည်းအကောင်းဆုံးရှင်ထိုးပြတ်သွားနိုင်ခဲ့ပါတယ် Super Yi Chan ရဲ့ပွဲချင်းကက်ပုံကလည်းမန်ကန်ခဲ့ပြီးတော့ Boxing တမစံကတ်တကိုအောက်ပိုင်းဖြိုးဖို့အတွက်လုတ်ကစ်တွေကိုလည်းအသုံးပြုလာခဲ့ပါတယ် ဘောဇင်တမဖြစ်တဲ့ဇန်ကတဲ့ရဲ့လက်တီပါဝါနဲ့လင်းမြန်မှုပိုင်းကလည်းကောင်းတာကြောင့်သူနဲ့ရှင်ထိုးရမှာတော့အခက်ခဲတွေရှိခဲ့ရပါတယ်။ဒုတိယအချိန်မှာဆိုရင်လည်းဇန်ကတဲ့ကစူပါရီချန်ကိုနော့ဒေါင်းတစ်ချိန်ကြအောင်ထိုးသွားနိုင်ခဲ့ပါတယ်။နော့ဒေါင်းတစ်ချိန်ကြတဲ့အပြီးမှာတော့စူပါရီချန်ကပိုပြီးဖွင့်ထိုးလာခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။နောက်ဆုံးချိန်မှာတော့ဖွဲကတော်တော်လေးကျန်းခဲ့ပြီးဇန်ကတဲ့လည်းလဲကျသွားခဲ့တဲ့ဆိုပေမဲ့ဂျိုးဝိုင်းတိုင်ကအမက်စင်မကြီးခဲ့ပါဘူး။ဒီဖြစ်ရက်ကစူပါရီချန်အတွက်နစ်နာစရာကောင်းခဲ့ရပါတယ်။ ကေပေါစင်းစီမီအောင်မှာဖြစ်လို့တရောင်ရိုက်ချက်၃ခွင့်မရှိပေမဲ့နောက်ဆုံးအချိန်မှာတော့စံကတက်ကတရောင်၃မီလို့တတိပေးခံလိုက်ရပါတယ်။အချိန်ပြည့်တဲ့အထီတော့အနိုင်ရှုံးမပေါ်လို့အမတ်အဆုံးဖြင့်ရောက်တဲ့အခါမှာတော့ဖြည့်ချက်ပုံပြီးတားတဲ့အပြင်နောက်တောင်းတစ်ချိန်ရောက်အောင်ထိုးပြနိုင်ခဲ့တဲ့စံကတက်ကိုပဲအမတ်ပြီးတိုင်း၃ဦးစလုံးကအနိုင်ပေးလိုက်ကြတာဖြစ်ပါတယ်။နောက်ဆုံးအချိန်မှာအမတ်စင်မရေခဲ့တာကတော့စူပါရေချမ်းအတွက်နစ်နာခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ရလက်အရာစူပါရေချမ်းရှုံးနေခဲ့ရတယ်ဆိုပေမဲ့လည်း ီပွဲမှာအရင်မနိုင်ခဲ့ပင်နဲ့ရင်ထိုးပြသွားနိုင်ခဲ့တာကိုပဲချီးကျူးရမှာဖြစ်ပါတယ်။စူပါရီချန်ကဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးတက်ထားပြီးတပွဲနိုင်၂ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။၂ပွဲရှုံးတာကလည်းအမှတ်နဲ့ဖြစ်သွားပြီးစွမ်းဆောင်ရည်အရမနိုင်ခဲ့တာကြောင့်ဝမ်ချမ်ပီယံရှစ်ကသူ့ကိုတီချပေါက်နေရာပြန်ပေးအောင်မှာဖြစ်ပါတယ်။နောက်ပွဲတွေမှာဝမ်ချမင်းရှိရဲ့ဇညုံထဲမဝင်တော့ဖို့ကိုပဲဝီထိုင်းစီမင်းအောက်မှာပဲဖြစ်တင်ဖြစ်တိုက်တဲ့ပြိုင်ဖက်မျိုးနဲ့ပွဲတဲပေးဖို့ဆူတောင်းရမှာဖြစ်ပါတယ်။ မြန်မာပြည်သက်တွေကတော့စူပါယူချန်နဲ့စံကတစ်တို့မွေထိုင်းစီမင်းအောက်မှာမကြီးပွဲပြန်ဖြစ်လာစေချင်လေကြပါလိမ့်အတွေ့အကြုံမရှိသေးတဲ့ဘောက်ဆင်လက်အိတ်အထူနဲ့ကစားရတာကစူပါယူချန်အတွက်ခက်ခဲခဲ့တယ်လို့ပြောလို့ရပါလိမ့်ဒါပေမဲ့စံကတစ်အနေနဲ့မွေထိုင်းပြောင်းထိုးပါမလားဆိုတာကတော့စဉ်းစားစရာဖြစ်နေပါလိမ့်ဘောက်ဆင်တမဖြစ်တာကြောင့်သူပိုအားတာနိုင်တဲ့ကစ်ဘောက်ဆင်ပိုင်းမှာပဲအရင်ဆုံးခြေချဖို့ရှိနေပါလိမ့်အဲကြောင့်မွေထိုင်းစီမင်းအောက်မှာမကြီးပွင့်ဖြစ်ဖို့ကမလွယ်သေးဘူးလို့ပဲကျွန်တော်အနေနဲ့ထင်မြင်မိပါလိမ့် One Friday Fight 100ပြိုင်ပွဲမှာဆိုရင်တော့ပွဲဝေးနေတာကြာပြီးဖြစ်တဲ့ရှောင်းချင်းနိုင်ရဲ့တွဲဆိုင်ကလည်းပါဝင်ခဲ့ပါတယ်။ Strawweight Champion ကြီးရှောင်းချင်းနဲ့ဟာသူ့အတွက် Strawweight တန်းမှာပြိုင်ဖက်မရှိသလောက်ဖြစ်နေခဲ့လို့အန်တန်ဝိတ်တန်းကိုဆင်းထိုးတာဖြစ်ပါတယ်။ One Championship ကသူမကိုတနိုင်ငံ Theater Fighter တို့ဖြစ်တဲ့ Main Pole ဆိုတဲ့ Fighter နဲ့ပွဲတည်ပီးထားခဲ့ပါတယ်။ Strawweight တမကအန်တန်ဝိတ်တန်းကိုဆင်းထိုးတာဆိုပေမဲ့လည်းအလုံးထဲအရ Main Pole ကတော့ပိုပြီးတာနေသေးပါတယ်။ဝဲဝဲနေတာကြာပြီးဆိုပေမဲ့လည်း ဒီပွဲမှာတော့ရှောင်းချင်းနန်ကတော့အကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ်။တန်ဖိုင်ပိုင်မှာဆိုရင်လည်းရှောင်းချင်းနန်ကပဲပိုအတာရခဲ့ပြီးတော့ပြိုင်ဖက်ကိုထိချက်အတာနဲ့ထိုးပြသွားနိုင်ခဲ့ပါတယ်။မိန်ပေါ်ကတော့ရှောင်းချင်းနန်ကိုထိတ်တောင်းချဖို့ပဲကြိုးစားခဲ့တယ်ဆိုပေမဲ့ဒူမရဲ့ထိတ်တောင်းတွေကလည်းအလုပ်မဖြစ်ခဲ့ပါဘူး။ဂျိုဝိုင်းနာမှာပူကက်ပြီးကလင်းအနေထားနဲ့အချိန်ကုန်တာများနေခဲ့ရပါတယ်။တစ်ချိန်နှစ်ချိန်လောက်ထိတ်တောင်းအောင်မြင်ခဲ့တယ်ဆိုပေမဲ့ ground မှာဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။တတိယချီမှာတော့ရှောင်းချင်းနန်က ဘက်ပိုဇီရှင်ရရှိသွားခဲ့ပြီးဟမ်မာဖစ်တွေနဲ့ထူထောင်ခဲ့တယ်လို့ရီယန်နက်ကက်ချုပ်လုပ်ဖို့လည်းကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ချုပ်ကွက်မဖော်ဆောင်နိုင်ခဲ့ပေနဲ့မင်းပေါ်ကပဲပြန်ယုံထွက်ပြသွားနိုင်ခဲ့ပါတယ်။ဒီပွဲမှာရှောင်းချင်းနန်ကပွဲဖြတ်လို့ရတဲ့အနေအထားမျိုးတွေရှိခဲ့တဲ့ဆိုပေမဲ့လည်းတနိုင်ငံထဲတာဖိုက်တာတွေဖြစ်တာကြောင့်ညာထိုးနေခဲ့တဲ့ပုံစံမျိုးတွေလည်းတွေ့ရပါတယ်။နောက်ဆုံးမှာတော့တုံးချီစလုံးအသားစီးကစားပြသွားနိုင်တဲ့ရှောင်းချင်းနန်ကိုပဲ MP ဒိုင်ဂရီကအနိုင်ပေးလိုက်ကြပါတယ်။အန်တန်ဝိတ်တမ်မှာနိုင်ပွဲရယူပြီးတဲ့နောက်ပိုင်းမှာတော့ရှောင်းချင်းနန်ဟာ ်နောက်ထပ်ကွမ်းချမ်ပီယံဖြစ်ဖို့အတွက်အိမ်မက်ပြန်မက်လို့ရလာပြီဖြစ်ပါလေ။လက်ရှိမှာတော့ Stan Fetter နဲ့ Denis Zambouan ကတို့ကခပ်ပတ်ပေါင်းစည်းပွဲအရင်ထိုးကြအောင်မှာဖြစ်လို့ချောင်းချင်းနဲ့အနေနဲ့ချက်ချင်းခပ်ပတ်လူခွင့်ရနိုင်အောင်မှာတော့မဟုတ်ပါဘူး။ဝမ်ချမင်းရှိကတူမကိုဂျာနေမှာနောက်ထပ်တပွဲလောက်ထပ်ပြီးစီစဉ်ပြီးလာနိုင်ခြင်းလည်းရှိနေပါတယ်။အန်ဂျလာလီရှိစဉ်ကလေးကအန်တန်ဝိတ်ခပ်ပတ်စင်ကိုခက်တယ်ဆိုပြီးမဲ့မအောင်မြင်ခဲ့တဲ့ရှောင်းကျင်နံကိုအနာမယူခင်မှာနှစ်ထပ်ကွမ်းချမ်ပီယံအဖြစ်မြင်ရအောင်မလားဆိုတာဆက်လက်ဆုံးကြည့်သွားရမှာဖြစ်ပါတယ်။ 1 Championship ကပုံမှန်ဆိုရင်တော့1 Friday Fights ပြိုင်ပွဲတွေမှာဘွန်းနဲ့ဂျေအနေနဲ့ဘက်3သိန်းခွဲကိုပဲချင်းမြင့်တာဖြစ်ပါတယ်။နံပါတ်7တက်ပြီးချင်းပါတဲ့ PVP ပြိုင်ပွဲတွေလည်း1 Fight နဲ့ပြိုင်ပွဲတွေမှာဘွန်းနဲ့ဂျေကို American Dollar 9000ချင်းမြင့်ခဲ့ပါတယ်။ 1 Friday Fights 100ပြန်ပွဲမှာတော့ထူးထူးခြားခြားတဲ့အောင်ဒေါ်လာ9000အပိုစုကြေးရရှိသွားခဲ့တဲ့ Fighter တအူးလည်းရှိပါတယ်။သူကတော့ Wyan Fighter ကြီး Nikki Hosgen ပဲဖြစ်ပါတယ်။အသက်42နှစ်အရွယ်တောင်ရှိပြီဖြစ်တဲ့ Wyan ကစ်ပေါင်းစဉ်တမကြီး Nikki Hosgen ကတော့လက်ရှိအချိန်ထိအနားမယူသေးပဲပွဲတွေဆက်တိုက်ထိုးနေတော့ပဲဖြစ်ပါတယ်။သူက1 championship မှာဆင်းပွဲထိုးတက်ထားရမှာတော့6ပွဲနိုင်4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။သူကလည်းပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကမှအကီယာမာနဲ့ထိုးတက်သွားခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ပွဲမရသေးပဲဝမ်ချမရှိကတနစ်ကျော်အကြာမှပွဲပြန်သေးပြီးလာခဲ့တာဖြစ်ပါလေဝမ်ချမရှိက One Friday Fight 100ပြန်ပွဲမှာ Nikki Hosken နဲ့စင်ဆန်မှုတို့ကိုမကြည့်ပွဲတဲပြီးလိုက်တာဖြစ်ပါလေဒီ fighter နှစ်ယောက်က 1H ပြန်ပွဲမှာတုန်းကတကြိမ်ထိတိုက်တွေ့ဆုံဖူးပြီးပထမအကြိမ်မှာတော့မွေထိုင်းစီမင်းအောက်မှာထုတက်ခဲကြရတာဖြစ်ပါလေအခုဒီချိန်မှာတော့ One Championship က Kickboxing စီမင်းအောက်မှာမကြီးပွဲပြန်ပြီးတဲပြီးလိုက်တာဖြစ်ပါလေသူအားတာတဲ့ Kickboxing စီမင်းအောက်မှာ Nikki Hoskin ကအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပြီးတော့ရုံကျွေးကိုလည်းလှလှပပဆက်နိုင်လိုက်ပါတယ်။ပထမအခြေရ9မိနစ်ပြည့်တဲ့အခါမှာတော့ Nikki Hoskin ကစမ်းစမ်းမှုကိုမောက်ကျသွားအောင်ထိုးနိုင်ခဲ့ပြီးအလဲထိုးနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်ဆက်ဆက်မှုကအသက်29နှစ်သာရှိသေးတာဖြစ်ပြီး Nikki Hoskin ထက်လည်းအသက်10နှစ်ထပ်ပိုပြီးငယ်ပါလေ။ပြီးခဲ့တဲ့ပွဲမှာနိုင်ပွဲပြန်ယူထားနိုင်ခဲ့တယ်ဆိုပြီးမဲ့လည်းအခုပွဲမှာတော့ရှုံးပွဲပြန်ပြီးတွေ့တွန်ခဲ့ရတာဖြစ်တယ်လို့ အသက်40နှစ်အရွယ်ဖက်ကန်ကြီးကိုရှုံးရတဲ့အတွက်ပုံကျင်းအရာလဲထိခိုက်သွားရပြီဖြစ်ပါလိမ့်။ဝမ်ချမင်ရှစ်ကဒီအသက်ရွယ်မှာအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တဲ့ Nikki Hoskin ကိုဘောနက်ဒေါ်လာ9000စုချင်းမြင့်ပေးလိုက်ပါလိမ့်။အသက်အရွယ်ကြောင့်ပုံမှန်မရပဲနဲ့ကြောင်းထိုးခံရတာဆိုပေမဲ့လည်းဒီ9ပွင့်ကြောင့်ဝမ်က Nikki Hoskin ကိုပုံမှန်ပွဲပြန်ပြီးလာနိုင်မဲ့အနေအထားမျိုးတွေတွေ့နေနေရပါလိမ့်။တို့အနေနဲ့လာမယ့်ပွဲမှာရောဘာလို့ဆက်လုပ်ပြသွားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့တကယ့်ကိုစောင့်ကြည့်သွားတင်ပါလိမ့်။ UFC ကတော့ Ryan Dreyer နဲ့ Bonnie Kero ရဲ့တွဲဆိုင်ကိုတည်ရင်ဝင်ကြီးညာလာခဲ့ပြီဖြစ်ပါတယ်။နပန်းတမားနဲ့ Jujitsu တမားတို့ထိတိုက်တွဲဆုံကြမဲ့ဒီတွဲဆိုင်ဟာအပြိုင်လုံးချမှုရှိနေပြီး weight count ပွဲလင်းဖြစ်လာနိုင်ပါတယ်။ဒီတွဲဆိုင်ကလာမယ့်မေလမှာကျင်းပပြုလုပ်သွားမယ့် UFC Fight Night ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။နောက်ပွဲဆက်အနိုင်ရလက်ရယူပြီး ranking 10ဝင်လာခဲ့တဲ့ Ryan Dreyer ကတော့စာမီးပွဲစစ်မဲ့ပွဲလို့လည်းပြောလို့ရပါတယ်။ဒီပွဲတာသူ့အနေနဲ့အနိုင်ယူလိုက်နိုင်မဲဆိုရင်တော့ ူတောင်းဆိုထားခဲ့တဲ့ဂေါင်ပိုင်းဖိုက်တာတွေနဲ့ထိုးတက်ခွင့်ရရှိလာနိုင်ခြင်းလည်းရှိနေပါလိမ့်။ဒါပေမဲ့ဘိုနီကဲဆိုတာကလည်းကောလိပ်နဘန်းချန်ပီယံတဦးဖြစ်တယ်လို့ MMA ပိုင်းမှာလည်းလုံးဝရှုံးပွေးမရှိထားသေးတဲ့ဖိုက်တာတဦးဖြစ်ပါလိမ့်။အဲကြောင့်ဒီပွဲက Rainier the Writer အတွက်ရှီကထိုးတက်သွားခဲ့တဲ့ပွဲစဉ်တွေထက်ဆိုင်ရင်တော်တော်လေးကိုခက်ခဲမဲ့အနေအထားမျိုးရှိနေတယ်လို့ပြောလို့ရပါတယ်။ Ranking ပြန်ပြုတ်သွားခဲ့ရတဲ့ Bonnike ကလည်း Ranking ထဲပြန်ရောက်နိုင်ဖို့အတွက်ဒီပွဲကိုမဖြစ်မနေအနိုင်ရယူအောင်ပြင်ဆင်လာမှာကတော့တည်ချနေပါတယ်။ လက်ရှိမှာတော့ UFC Fighter Hong Ji တူဖြစ်တဲ့ Josh Masvidal က Ryan Dreyta နဲ့ Bonnie Kero တွဲဆန်းကိုခက်မှန်ပေးသွားခဲ့ပါတယ်။ Bonnie Kero အတွက်လွယ်လွယ်ကူကူငွေရှာနိုင်မဲ့ပွဲပင်းဆိုပြီး Josh Masvidal ကလူမှုကွန်ရက်ကနေပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Ryan ဟာ Jiu-Jitsu အပိုင်းမှာတော့အရင်ကထက်တောင်တပွဲထက်တပွဲတူးတက်လာခဲ့တာဆိုပြီးမဲ့ Striking ပိုင်းမှာတော့ low edge ချက်တွေရှိနေသေးပါတယ်။ဒီပွဲမှာသူ့ရဲ့ striking point ကိုရောဘလောက်ထိအားဖြည့်သွားနိုင်မလဲဆိုတာကလည်းတွေ့သွားရမှာဖြစ်ပါတယ် နဗမ်ပိုင်းနဲ့ဂျူဂျစ်ဆုအပြိုင်မဲ့ပွဲမှာဘဒုကအနိုင်ရရှိသွားနိုင်မလဲ Josh Masvidal ကမန်ဒလိုပဲဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ် Scott the Lamb Fighter Nico Carrillo ဟာ One Championship ရဲ့ Muay Thai Bantamweight တန်းမှာတော်တော်လေးပွဲကျင်းပြနိုင်ခဲ့တဲ့ Fighter တဦးလို့ပြောလို့ရပါတယ်ဒုကနာမည်ကြီး Fighter တွေဖြစ်တဲ့ Nao O မောင်ထိုင်းစတဲ့နာမည်ကြီး Fighter တွေအပါအဝင် ဝမ်ချမင်းရှစ်မှာအပွင့်ပွဲ၄ပွဲအထိကိုအလဲထိုးနဲ့ကြီးပဲအနိုင်ယူပြထားခဲ့ပါတယ်ဒီလိုနဲ့စူပါလက်ထံကနေခပ်ပတ်လူခွင့်ရလာတဲ့ဆိုပြီးမြင့်လေစူပါလက်ကနှုတ်ထွက်သွားခဲ့လို့နာပြီးနေပဲဂျာဖြက်ချန်ပီယံလူလိုက်ရပါတယ်ဒီတွဲဆိုင်က1170ပြိုင်ပွဲမှာပေါဝင်ခဲ့ပြီးတော့နာပြီးကပဲပထမအချိန်မှရင်အလဲထိုးပြသွားနိုင်ခဲ့တာဖြစ်ပါတယ်နီကိုကာလီလိုအနေနဲ့လက်ရှိအနေအထားအရတော့ဘနဝိတက်မှာနာပြီးကိုရောချန်ပီယံဖြစ်တဲ့စူပါလက်ကိုရောကြော်နိုင်ဖို့ဆိုတော့ကမလွယ်ကူတော့ပါဘူး ဒါကြောင့်သူ့အနေနဲ့ဘန်တန်ဝိတ်တန်ကနေဖက်ဒါဝိတ်တန်ကိုတက်ဖို့အတွက်ဆုံးဖြတ်လိုက်ပုံပေါ်ပါတယ်။လက်ရှိမှာတော့ဝမ်ချမ်ပီယံရှစ်ကနီကိုခါလီလိုရဲ့ဖက်ဒါဝိတ်ပွဲဥထက်ကိုစီစဉ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကနီကိုခါလီလိုကိုမွေထိုင်းဝါဟင်ဖိုင်တာကြီးတူဖြစ်တဲ့စစ်တီချိုင်းနဲ့ပွဲတယ်ပေးလိုက်တာဖြစ်ပါတယ်။နီကိုခါလီလိုနဲ့စစ်တီချိုင်းတို့တွဲဆိုင်ကလာမယ့်လမှာဂျင်ပါပြလို့တော့မယ်159တန်တိပြန်ပွဲမှာပါဝင်လာမှာလည်းဖြစ်ပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်တဲ့စစ်တီချိုင်းဟာဆိုရင် လက်ရှိဖက်ဒါဝိတ်တန်းရဲ့အဆင့်၄နေရာမှာရှိတဲ့ဖိုင်တာတအုပ်ပဲဖြစ်ပါလိမ့်။သူက1ချန်ပီယံရှစ်ကိုမရောက်ခင်ကတည်းကလူပနီကွင်းရဲ့ချန်ပီယံတအုပ်ဖြစ်တယ်လို့ဘောက်ဆင်းချန်ပီယံဟောင်းတအုပ်လည်းဖြစ်ပါလိမ့်။စီတီချိုင်းဟာဆိုရင်မြန်နှုတ်မြင့်ကစားပုံအရာအကျဉ်းရင်ထုတ်တက်တဲ့ပုံစံတွေရှိတာကြောင့်နာမည်ကြီးပါလိမ့်။ဒါပေမဲ့သူ့အနေနဲ့နောက်ပိုင်းတွေမှာတော့အရလက်မကောင်းခဲ့ပဲနဲ့နောက်ဆုံး၄ပွဲထုတ်တက်ထားရမှလည်း၃ပွဲအထိကိုရှုံးနေထားခဲ့ရပါလိမ့်။1ချန်ပီယံရှစ်ကနီကိုခါလူးလိုကို ranking 10 fighter တအုပ်နဲ့ချက်ချင်းပွဲတင်ပြီးပြီး ဒီပွဲနိုင်တာနဲ့ ranking ထဲရောက်လာအောင်လုပ်ပေးလိုက်တယ်လို့မြင်ပါတယ်။သူအနေနဲ့အရက်အမောင်ပုံမှန် weight အနေထားအရရော weight တန်းတက်ပြီးထိုးတာကပြဿနာရှိမဲ့ပုံမပေါ်ပါဘူး။ဒီပွဲတာသူအနေနဲ့နိုင်လိုက်မယ်ဆိုရင်တော့ champion လူခွင်ကလည်းတန်ပြီးရရှိသွားနိုင်ချေရှိတယ်လို့ပြောလို့ရပါတယ်။ကပတ်မလူခင်မှာတော့အနည်းဆုံးသူအနေနဲ့နှစ်ပွဲလောက်တော့ထိုးရနိုင်ချေရှိနေပါလိမ့်။117 0မှာဆိုလင်းဦးကိုအနိုင်ယူပြသွားနိုင်ခဲ့တဲ့ထိုင်းက Wyatt Fighter G တူဖြစ်တဲ့ဆက်ဆံဟာဆိုရင်လဲဝက်ပြန်ရလာခဲ့ပြီဖြစ်ပါလိမ့် ဇူလင်ဦးတော်မှဒီလထဲမှာနောက်တစ်ပွဲထိုးတက်ထားပြီးဆိုပေမဲ့လည်းဆက်ဆံကတော့ဇူလင်ဦးရဲ့နောက်မှာပွဲပြင်ရရှိလာခဲ့တာဖြစ်ပါတယ်။ဝမ်ချမင်းရှစ်ကဆက်ဆံကိုလာမယ့်လမှာကျင်းပပြုလုပ်သွားမယ်။ Wi-Fi နဲ့တန်တီပြိုင်ပွဲမှာပွဲတည်ပြီးလာခဲ့တာဖြစ်ပါတယ်။ဆက်ဆံရဲ့ပြိုင်ဖက်ကတော့ American Fighter Asa Tempong ဆိုတဲ့ Fighter ပင်ဖြစ်ပါတယ်။ အသက်35နှစ်အရွယ်ရှိပြီဖြစ်တဲ့အာဆာထန်းပေါင်းဟာကစ်ပေါက်စင်လောကမှာနာမည်ကျော်အဖွဲ့အစည်းဖြစ်တဲ့ Glory ကစ်ပေါက်စင်အဖွဲ့အစည်းမှာထိုးတက်ခဲ့ပြီးအဲ့ဒီအဖွဲ့အစည်းမှာ9ပွဲထိုးတက်ထားပြီးတော့6ပွဲအနိုင်ရရှိထားခဲ့တာကြောင့်ရလပိုင်းကအားရစရာကောင်းခဲ့ပါလေ။ဒါပေမဲ့မွေထိုင်းဖက်မှာဆိုရင်တော့ WMC ခက်ပတ်ကိုရယူနိုင်ခဲ့ဖူးတယ်လို့ MMA အတွေ့အကြုံလင်းရှိထားခဲ့ပါလေ။ဆွေဆောင်ရဖိုက်တာတအူးလို့ပြောလို့ရတယ်ဆိုပေမဲ့လည်း1 championship မှာတော့ရလတ်တိတ်မကောင်းထားခဲ့ပါဘူး လောကဝမ်းချမ်းပီယံရှစ်မှာ၄ပွဲထိုးတက်ထားပြီးတော့မှ၂ပွဲနိုင်၂ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးပွဲအဖြစ်ပြီးခဲ့တဲ့118မှာတော့ဂျွန်လိုင်းနီကန်ကိုရှုံးနေထားခဲ့ပါတယ်။ဒီပွဲက Wayne Fighter ကြီးနှစ်ဦးထိတ်တိုက်တွေးဆုံကြောင့်ပဲပွဲလင်းဖြစ်ပါတယ်။နပွဲဆက်ရှုံထားတဲ့အာဆာထမ်းပေါင်းကလည်းဒီပွဲမှာပြန်ပြီးအနိုင်ရယူဖို့အတွက်အစွမ်းကုန်ကြိုးစားလာမှာဖြစ်တယ်လို့ဆက်ဆံကလည်းနိုင်ပွဲဆက်နိုင်ဖို့အတွက်ကြိုးစားပြင်ဆင်လာမှာသိချပါတယ်။ဘေဖိုင်တာကဒီပွဲမှာအနိုင်ရလက်နဲ့ပိုင်ဆိုင်သွားနိုင်မလဲဆိုတာကတော့ ျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါဒီကနေ့မှာတော့အာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားခင်တာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုကြောင်းပေးနေတဲ့ပြည်သက်တူဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်။အလုံးမဲတာယာပျော်ရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။